အဲ့လိုမျိုးဖမ်းဆီးပြီးတာနဲ့အဲ့ပြည်သူ၄ဦးကိုစစ်ဆေးတယ်မေးတယ်၃ဦးကိုမလုပ်တယ်လဲဆိုတော့လက်ညိုးတွေကိုတစ်တုံးပေါ်တင်ပြီးတော့လက်ညိုးတွေကိုဓာတ်နဲ့ခုတ်ဖြတ်တော့ပြစ်တယ်ပေါ့နော်အဲ့တော့လင်းမှုတွေကဖေးရည်စီဖြစ်မှာအကောင်နေပေါ့နော်ဒီကောင်နေကတားဆောက်လို့ရှုပ်တာပဲငါတို့ခဏခဏပြန်ပြီးတော့ပို့ပေးနေရတယ်အဲ့တော့မြ мян စမုံတုံးသွားရင်အေးတာပဲကွာပေါ့နော် မင်္ဂလာပါဒီနေ့ကတော့ဒီဇင်ဘာ6ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့ကတော့ဒါကျွန်တော်တို့လူစိတ်ဝင်စားမှုများနေတဲ့အကြောင်းအရာတွေအမြင်မှုအကြောင်းအရာတွေပြောကြမှာပေါ့နော်အဲ့ထက်မှာဒါတောင်ငူလီတက်စကန်ဌာနချုပ်ရဲ့ဒါလေချောင်းထိန်းသိမ်းမျှော်စင်တဲ့ပြီးရင်ဒါဂျမ်မာပေါ့နော်ဂျမ်မာတာဝါတိုင်းကိုဒါအတိအကျတိုက်ခိုက်နိုင်ခဲ့တဲ့သတင်းကလည်းလူစိတ်ဝင်စားမှုအများများတယ်ပေါ့နော်ဒါအပြင်ဒါဝေဖန်မှုတွေလည်းရှိနေတာကိုတွေ့ရတယ်အဲ့တော့ဒီစစ်စင်ရေးကိုဝရဇိန်အဖွဲ့ရဲ့ဒါ FVV drone တွေကဒါလေကြောင်းကာကွယ်ရေးအစင်းစင်ကိုကြော်ဖြတ်ပြီးတော့ လက်တက်ဝင်းတဲ့ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါဒါနှစီကတော့ပြစ်မှတ်ကိုတိတိကျကျပါပဲတဲ့ဒါကြံတဲ့နှစီကတော့ဒါနှင်းတာကြနေလို့လွဲချော်ခဲ့တာရှိပါတယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့တော့ဒီတိုက်ခိုက်မှုကိုဒီဇင်ဘာ၄ရက်မနက်7:15မှာဝရစိန်တပ်ဖွဲ့ကဥဆောင်ပြီးတော့တန်တော်မြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပူးပေါင်းပါဝင်လှုပ်ဆောင်ခဲ့တာဆိုပြီးတော့သိရတယ်ဒါကတော့နှစ်ထောင်အာရရှိလာတယ်ပေါ့နော်ဒါပြင်ဒီစစ်စင်ရေးကိုနာမည်ပေးထားတယ်အဲ့ဒါကတော့ operation tanabo ဆိုပြီးတော့အမည်ပေးထားတယ် ဒီ operation တန်တာဖို့ရဲ့ဒါပထမဆုံးစစ်စင်ရေးအနေနဲ့အခုလောတောင်ဝူလေတက်ကိုတိုက်ခိုက်ခဲ့တာပါအဲဒီတိုက်ခိုက်မှုကြောင့်မလို့တောင်ဝူလေတက်ရဲ့လေကြောင်းထိသိမ်းမျှော်စင်တဲ့ဒါဂျမ်မာဆက်တွေမီးလောင်ခဲ့တယ်ဆိုပြီးတော့ဆိုထားတာတွေ့ရတယ်ပေါ့နော်အဲ့တော့ရန်သူလေကာ area ထဲမှာတီတီငင်ငင်တိုက်ခိုက်နိုင်ခဲ့လို့ဂျင်းတ်ပါတယ်တဲ့အဲဆက်ပြီးတိုက်ပွဲဝင်ပါမယ်ဒါကျွန်တော်တို့တပ်ဖွဲ့တွေကိုကူပါမဖောက်မပြန်ပဲအလွဲသုံးစားမလုပ်ဘဲနဲ့တော်လိုင်းအဲ့အတွက်ပြည်သူအတွက်လှုပ်လှုပ်ခွင့်ပြုပါဆိုပြီးတော့ဒါ people spring ကိုဖြေထားတာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီပြည်စင်နဲ့ပတ်သက်လို့ဂျင်းတ်အားရသူတွေအများကြီးရှိသလို ဝေဖန်ထောက်ပြသူတွေလည်းရှိတယ်။အဓိကကတော့ဒီဝေဖန်ထောက်ပြမှုတွေဆိုတာကလည်းဒေါ်လာရင်းပို့ပြီးတော့အောင်မြင်စေခြင်းလို့အဲပြီးရင်ပို့ပြီးတော့ထိရောက်စေခြင်းလို့ပြောရတဲ့ဆိုတဲ့ပုံစံမျိုးတော့ဒါကျွန်တော်တို့နားလည်တယ်ပေါ့နော်။အဲဝေဖန်ထောက်ပြမှုတချို့ဆိုရင်သူကလေရင်တွေကိုပို့ပြီးတော့ပြင်းစေခြင်းတာလေရင်ကိုချပါတော့လားဆိုတဲ့ပုံစံမျိုးပေါ့ဗျာ။ဒီတာဝါတိုင်းတွေကချက်ချင်းပြန်ပြင်လို့ရနိုင်တယ်အဲဒီဂျမ်မာတွေဆိုတဲ့ဟာကလည်းချက်ချင်းပြန်ပြီးတော့ဖြစ်တင်းလို့ရနိုင်တယ်အဲကြတော့ချက်ချင်းလက်ငင်းပြန်ပြီးတော့လုံးလုံးမရအောင်လေရင်တွေကိုလုတ်ပါလား အဲနောက်တစ်ခုကဒီလေရင်တွေကပြည်သူတွေကိုဘုံကျဲတိုက်ခိုက်နေတာဖြစ်တဲ့အတွက်ပေါ့နော်ဒီကောင်တွေကိုလက်စားချေပေးပါလားဆိုတဲ့ပုံစံမျိုးတွေလည်းပြောကြရည်လည်းရှိတယ်ပေါ့နော်အဲနောက်တစ်ခုကဒါဟိုဘက်ကအဘသားဆိုတဲ့ကောင်တွေပေါ့နော်ဒီ FVB ရဲ့ပုံစံကိုနားမလည်ပဲနဲ့ပေါ့နော်အာဂျမ်းမာနီယာကို FVB နဲ့လာတိုက်တယ်မင်းတို့ကောင်တွေခွေးပြောခွေးယုံမဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးပြောကြတယ်ပေါ့နော်အဲ့တော့အဲ့ဟာနဲ့ပတ်သက်လို့ကတော့ဒီကောင်တွေညံရင်မမီတာကိုထပ်ပြီးသိတာကိုပြောပြတာပေါ့နော် FVB ရဲ့စနစ် FVB ရဲ့သွားပုံလာပုံပြီးရင်ခုနလို့ သူ့ရဲ့ထိန်းချောင်းပုံတွေကိုဒီကောင်ကြီးနားမလည်ဘူးလို့ပဲပြောရမှာပေါ့လေနော်အဲ့တော့ဒါကဒီဗိုင်းထားလိုက်တော့ဒါတက်ဖွဲ့တွေကလည်းမပြောဘူးပေါ့နော်အဲနောက်တစ်ခုကဒီလိုမျိုးကြီးထုတ်ပြန်လာတယ်ဆိုတဲ့ဟာကအဲတချို့ကြတော့လည်းမကြိုက်ကြဘူးပေါ့နော်မကြိုက်ကြဘူးဘာကြောင့်လဲဆိုတော့စစ်ကောင်စစ်ဘက်ကပို့ပြီးတော့အဆင့်မြင့်တဲ့ဒါအဆင့်မြင့်ထားတဲ့ကာကွယ်ရေးစနစ်တွေပို့ပြီးတော့လှုပ်လာလိမ့်မယ်ဆိုပြီးတော့လည်းပြောတာကြီးလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီဟာနဲ့ပတ်သက်လို့ဒါဝေဖန်ချက်အမျိုးမျိုးတော့ရှိကြတာပေါ့လေနော်ဒါပေမဲ့တစ်ဖက်ဒေါ်လာရင်းတက်ဖွဲ့တွေကိုနားလဲပေးစေချင်တာက ကျွန်တော်တချို့တော်လိုင်းတပ်ဖွဲ့တွေကပြည်သူလူထုရဲ့ထောက်ပံ့မှုနဲ့ဒီလိုမျိုးစစ်ဆင်ရေးတွေပေါ်ဆောင်ရတာဖြစ်ပါတယ်။ပြီးတော့ဒီဥစ္စာကိုအချိန်နဲ့အများကြီးယူခဲ့ပြီးတော့မှသူတို့ဒီထွင်ခဲ့တာဆိုပြီးတော့လည်းဒါဖြည့်ဆို့ထားတယ်ပေါ့နော်။အဲ့ကြတော့အဲ့လိုမျိုးရနိုင်ဖို့အတွက်ကလည်းပြည်သူလူထုကဒီတပ်ဖွဲ့တွေဓာတ်တွေလုံနေတဲ့ဆိုတဲ့ဟာကိုသိမှလည်းဖြစ်မှာပေါ့အဲ့တော့ကြတော့ဒီလိုမျိုးအားရပါးရရှိစေတဲ့ဖြစ်စဉ်အဲတိုက်ခိုက်မှုပေါ့နော် စစ်စင်ရေးတစ်ခုကိုချပြပြီးတော့ဒါငွေကြေးအကူအညီတောင်းခံရတာမျိုးတွေလည်းဒါကျွန်တော်နားလည်းပေးရမယ်ပေါ့နော်အဲကျွန်တော်တို့မှာဖြစ်နေတဲ့အခက်အခဲကအဲ့ဒါပဲ အဲမချပြတဲ့ခါကျတော့လေပြည်သူကမသိတော့မကူချပြတဲ့ခါကျတော့လေခုနလိုဒါမလုတ်တင်ဘူးမဖြစ်တင်ဘူးအဲဒါမျိုးပုံစံမျိုးတွေနဲ့အဲပြောကြဆိုကြရလေရှိတော့ဗောလေနော်အဲကျတော့ဒီဂျားတဲကမှရဖွဲတွေကအဆင်ပြေအောင်လှုပ်ဆောင်နေရတယ်ဆိုတဲ့အပိုင်းကိုလည်းနားလည်စေချင်တယ်အဲနောက်တစ်ခုကတော့ဒီတက်ဖွဲတွေအနေနဲ့ကလည်းဒါမျိုးပုံစံမျိုးတွေလှုပ်လာပြီးဟေးဆိုတဲ့ခါကျရင်ဒါဘယ်လိုမျိုးပြောလိမ့်မယ်ဘယ်လိုမျိုးဒါတုံ့ပြန်လိမ့်မယ်ဆိုတာလေသူတို့နားလည်ပြီးသားဖြစ်မှာဗောနော်ဒါပေမဲ့လည်းသူတို့မဖြစ်မနေမှုလို့သာ ထုတ်ပြန်တယ်လို့ဒါကျွန်တော်လည်းယူဆမိတယ်ပေါ့နော်တချို့ဒါအတွေ့အကြုံရှိတဲ့သူတွေကကြတော့ဒီဟာနဲ့ပတ်သက်လို့ပေါ့နော်ထိရောက်တဲ့ဒါတိုက်ခိုက်မှုမျိုးပို့ပြီးတော့ဖြစ်စေခြင်းတဲ့ခါကျတော့အာဒါမျိုးနည်းနည်းလေးနဲ့မလုပ်ဖဲနဲ့ပေါ့နော်ဒီလေတက်ကဒုက္ခပေးတဲ့ဟာမှန်းလည်းသိနေတာဖြစ်တဲ့အတွက်ပေါ့နော်ဒီလိုမျိုး FPV drone တွေကိုအစင်းရင်အများကြီးနဲ့တချိန်နဲ့တခါတဲ့တချီတဲ့တွဲလိုက်ပါလားဆိုပြီးတော့ပြောကြရည်လည်းရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေ့နိုင်နေဆိုရင်တော့အရန်ကောင်းတာပေါ့။ဘာကြောင့်လဲဆိုတော့ဒါစစ်ကောင်စီကိုဒါဒီလိုမျိုးအောင်မြင်မြင်နဲ့ဝင်ပြီးတော့ အပြုံလိုက်ကြီးတိုက်ခိုက်နိုင်တယ်ဆိုရင်ဒါကျွန်တော်တို့ယူကရိန်းကရုရှားကိုလေဆိပ်တွေကိုပေါ့နော်ဒါ spider web ပုံစံမျိုးနဲ့တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့တောင်သွားပြီးတော့တူမှာပေါ့လေနော်အဲ့တော့အဲ့လိုမျိုးပုံစံမျိုးနဲ့အမလို့အမများဖြစ်ကြရည်လည်းရှိတာပေါ့လေနော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒါကဝိုင်းပြီးတော့ကူညီပေးရမယ်ဝိုင်းပြီးတော့ပံ့ပိုးပေးရမယ်အဲ့တခုရှိတာကစစ်ကောင်စီဘက်ကကောင်တွေကအစပေါ့နော်ဒီဥစ္စာနဲ့ပတ်သက်လို့ ဒါဝိုင်းမီဆွန်းကြီးလောင်းနေတာကြီးလည်းရှိတာပေါ့လေနော်အဲ့တော့ဒါတွေကိုတော့ဒါအာယုံမထားစေချင်ဘူးအတိကကျွန်တော်တို့ဒီဘက်မှာရှိတဲ့ဒေါ်လာပြည်သူနဲ့ဒေါ်လာကြီးတက်ဖွဲ့တွေပို့ပြီးတော့စီစီလုံးလုံးနဲ့ကောင်းမွန်တဲ့ထောက်ပြမှုတွေနဲ့ဝေဖန်မှုတွေနဲ့အကြံပေးမှုတွေနဲ့ပြီးရင်ကူညီပံ့ပိုးမှုတွေနဲ့သွားမယ်ဆိုရင်ပို့ကောင်းပါလေဆိုတဲ့ဟာလေးလည်းပြောချင်တယ်ပေါ့နော်အဲ့တော့ရုရှားမှာယူကရိန်းကပြင်းလိုက်တဲ့ဟာနဲ့တောင်သွားပြီးတော့ခက်ဆင်ဆင်တူးနေတယ်ပေါ့နော်တကယ်သာဒီလိုပုံစံမျိုးအများကြီးလုံနိုင်တယ်ဟေ့ဆိုရင် လုံးဝတဆစ်ချိုးတော်ပြောင်းလဲသွားနိုင်တယ်။ဘာကြောင့်လဲဆိုတော့လေတက်ကိုပဲအားကိုးနေရတဲ့စစ်ကောင်စီလေတက်ကိုအားနိုင်အောင်ကျွန်တော်လုံနိုင်ခဲ့တယ်ဆိုရင်ဒီတိုက်ခိုက်မှုတွေပေါ့နော်လေချောင်းပုံချက်တိုက်ခိုက်မှုတွေဒါတော်တော်လေးကိုရုံရော့ကြသွားမှာပေါ့နော်။နောက်တစ်ခုကစစ်ကောင်စီကအခုနောက်ပိုင်းမှာလေချောင်းမပါဘဲနဲ့စစ်မတိုက်တတ်တော့အဲ့ကြောင့်မလို့ဒီလေချောင်းမပါနိုင်အောင်ကျွန်တော်တို့လုံနိုင်ဖို့အတွက်အရေးကြီးတယ်။အဲ့တော့ဒီလိုအပိုင်းတွေမှာလည်းပံ့ပိုးကူညီပေးကြစေချင်တယ်ပေါ့နော်။အဲ့ပြီးတော့ကျွန်တော်တို့ဒီဘက်ကဒလိုင်းတပ်ဖွဲ့တွေရဲ့ဤပညာ တီထွင်နိုင်စွမ်းအသုံးပြုနိုင်စွမ်းကြံစနိုင်စွမ်းတွေကိုကျွန်တော်တို့အထင်သေးလို့မရအောင်ဒါကျွန်တော်တို့ရောက်ခဲ့တဲ့ချုပ်အဖွဲ့တွေစီကနေပြီးတော့သိခဲ့ရတဲ့တကယ်အားရစရာဉာဏ်ပညာတွေရှိတယ်တကယ်ရှိတယ်အဲဒါပေမဲ့ခုနလိုပေါ့နော်ထောက်ပံ့မှုလုံလုံလောက်လောက်မရသေးတာကြောင့်မလို့ဒီဥစ္စာတွေကိုတွင်တွင်ကျကျအသုံးပြုခွင့်မရသေးတာမရှိသေးတာပေါ့နော်အဲကြောင့်အိုက်ပိုင်းနေမှာပို့ပြီးတော့တွင်တွင်ကျကျသုံးနိုင်အောင် များများနဲ့ပေါ့နော်တိတိရောက်သုံးနိုင်အောင်အတွက်ကိုလည်းဒါကျွန်တော်ဝိုင်းပြီးအကူအညီပံ့ပိုးကြဖို့အရေးကြီးပါတယ်အဲ့တော့တီထွင်နိုင်မှုဆွမ်းအားကတော့ကျွန်တော်တပ်ဖွဲ့တွေဘက်မှာအပြည့်အဝရှိပြီးသားအဲ့ဒါကိုကျွန်တော်တကယ်လုံးဝယုံကြည်တယ်ပေါ့နော်ဘာကြောင့်မလို့လဲဆိုတော့ဒီခုတော်လိုင်းကြီးမှာတိုက်ပွဲဝင်နေပါတယ်ဆိုတော့လူငယ်တွေအကုန်လုံးကတကယ့်ကိုပညာတတ်လူငယ်တွေတွေးခေါ်နိုင်စွမ်းရှိတဲ့သူတွေတီထွင်နိုင်စွမ်းရှိတဲ့သူတွေပေါ့နော်အဲ့လိုမျိုးလူငယ်တွေဒါမြေပြင်မှာတိုက်ပွဲဝင်နေတာဖြစ်တဲ့အတွက်စစ်ကောင်စီဘက်ကဘလို့နီးပညာဘိုးပဲဖြစ်ဖြစ်ပေါ့နော်ဒါရအောင်ကြော်လွှားနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ် အဲဒါကြောင့်မလို့ပံ့ပိုးမှုပဲအရေးကြီးတယ်ပေါ့နော်အဓိကတော့အုပ်ချုပ်ထောက်ပံ့မှုအတွက်ကိုပြည်သူတွေကဝိုင်းဝန်းပြီးတော့တာဝန်ယူပေးကြစေချင်တယ်အဲ့တော့ဒီသတင်းကလည်းအပါတရားရှိလာတဲ့သတင်းမလို့ဒါအခုလိုမျိုးထည့်ပြီးတော့ပြောချင်းဖြစ်ပါတယ်ပေါ့နော်တကယ်လည်းဟုတ်ပါတယ်ဒီတာဝါတိုင်းသာမဟုတ်ဘဲနဲ့လေရင်ကိုသာပြင်းလိုက်လို့ရတာပေါ့နော်ဒီကောင်ဒေါ်လာဘယ်နှတန်းဆိုတဲ့ဟာကလုံးဝညိတ်ကနေနေပါဘောနော်အဲ့တော့အဲ့မှာဒီ drone ကပတ်ပြီးတော့ကြည့်သေးရဲ့ဆိုပြောတယ်သူအညွှန်းပြထားတယ်အဓိကတော့ပြေးလမ်းပေါ်မှာလေရင်ရှိမရှိကြည့်တယ်ဆိုပြီးတော့ပြောတယ်ပေါ့နော် တချို့ကြောက်လည်းဟန်ဂါရီထဲမှာရှိတယ်ဒါမျိုးပုံစံမျိုးတွေပြောကြရရှိတယ်အဲ့တော့လက်တလောတော့ဒီအခုပုံစံမျိုးတော့လုံနိုင်ခဲ့ပြီအိုက်တက်ပို့ပြီးတော့လုံနိုင်မှုအတွက်ကိုငါတို့ဘလို့ကူညီပြီးတော့ပံ့ပိုးကြမလဲဆိုတဲ့အပိုင်းတွေကိုပို့ပြီးတော့စဉ်းစားကြစီခြင်းနဲ့ပြီးတော့စစ်ကောင်စီဘက်ကပေါ့နော်ဒါကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ဝင်တွေကိုအခုလိုမျိုးပေါ့နော်ပြည်သူရောင်းဆောင်ပြီးတော့တော်လန်ပြည်သူရောင်းဆောင်ပြီးတော့လာပြီးတိုက်ခွဲတဲ့စကားတွေကိုလည်းအယုံမဆိုင်ဖဲနဲ့ပေါ့နော်ကိုလို့ဆရာရှိတဲ့အပိုင်းတွေကိုဇက်တိုက်လှုပ်ဆောင်သွားဖို့ရန်ကြီးကြည့်ပါလေအဓိကတော့ပြည်သူတွေဝေဖန်နေဆိုတာကလည်းကောင်းမွန်တဲ့ ဒါရွေရချက်နဲ့ဝေဖန်တာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ထိရောက်တဲ့တိုက်ခိုက်မှုတွေလုံနိုင်စီခြင်းလို့ဖြစ်တယ်။ဘာကြောင့်ဒီဒီလေရင်နဲ့ပတ်သက်ပြီးတော့ဗောနော်ဒါဒုက္ခတွေခံစားကြရတာကြီးအများကြီးရှိတယ်။အဲအကြောင်းမို့လေရင်တွေကိုတော့တေချာပေါက်ဒါတပ်ဖွဲ့တွေကိုကျုံးနိုင်စီခြင်းတယ်ဗောနော်။နောက်တစ်ခုကတော့ဒါထူးခြားမှုလို့ပဲပြောပါတော့ဗောနော်။စစ်ကောင်စီရဲ့ဆုတ်ယုံမှုလို့လည်းဆိုနိုင်ပါတယ်။အဲ့ဒါဘာလဲဆိုတော့မြန်မာနိုင်ငံမှာဒိမ့်မတ်တန်ယုံကိုပိတ်သိမ်းတော့မယ်လို့ဒါကြီးညာလိုက်တယ်ဗောနော်။ဒါမြန်မာနိုင်ငံရန်ကုန်ပြည်လမ်း6မိုင်မှာဖွင့်ထားတဲ့ ဒိမတ်တန်ယုံကိုပိတ်သိမ်းတော့မယ်လို့ဒိမတ်နိုင်ငံနိုင်ငံသားရေးဝန်ကြီးဌာနကဒီဇင်ဘာ9ရက်နေ့မှာထုတ်ပြန်ကြေညာတယ်ဒါကဒုတိယဒုတိယမြောက်ပေါ့နော်အဲလာမယ့်2026ခုမှာဒါပိတ်သိမ်းမယ်ဆိုပြီးတော့ဒါပြောလာတာတွေ့ရတယ်မြန်မာနိုင်ငံမှာစစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းပူပေါင်းဆောင်ရွက်မှုများတိတိတတ်တရော့ကျလာခဲ့ပြီးတော့အပြောင်းလဲဖြစ်လာနိုင်ကြလေလက်ရှိတွင်မတွေ့ရလို့မြန်မာနိုင်ငံကတန်ယုံကိုပိတ်သိမ်းဖို့ဆုံးဖြတ်ခဲ့တာပါဆိုပြီးတော့ဖော်ပြထားတယ်ပေါ့နော်အဲ့တော့ ဘာကြောင့်ပိတ်သိမ်းရလဲဆိုတော့အကြောင်းရင်းကစတခါလဲပါပြီးသားပေါ့နော်အဲ့လိုပုံမှန်လေးလေးပုံစံကြီးနဲ့ပြောဆိုပြီးတော့ပေါ့နော်ဒါကြီးညာလိုက်တာကကောင်းပါလေမပိတ်သိမ်းခင်အထီးတော့တဲ့ဒါလုပ်ငန်းဆောင်တာတွေကိုပုံမှန်ဆောင်ရွက်တော့မှဖြစ်တယ်ပေါ့နော်ဒီအလားတူပဲနောက်ထပ်ဖြစ်စဉ်တစ်ခုရှိတယ်အဲ့ဒါကဖင်လန်တန်ယုံပေါ့နော်အဲ့တော့နိုဝင်ဘာ28ရက်နေ့မှာလဲမြန်မာနိုင်ငံကဖင်လန်တန်ယုံကိုလာမယ့်2026မှာပိတ်သိမ်းတော့မယ့်အကြောင်းဖင်လန်နိုင်ငံအစိုးရကကြေညာခဲ့ပါသေးတယ်နိုင်ငံရေးရှုပ်ထွေးမှုအခြေအနေတွေအပြင်မြန်မာနဲ့ဖင်လန်နိုင်ငံတို့အကြားကုန်သွယ်ရေးစီးပွားရေးအပါအဝင် ်တဏမန်ရေးစသည့်ကဏ္ဍများတွင်ကန့်သက်ချက်များနဲ့ရပ်တန့်မှုများဖြစ်ပေါ်နေလို့ပိတ်သိမ်းရခြင်းဖြစ်တယ်ဆိုပြီးတော့ဆိုထားတယ်ဗောနော်အဲ့တော့ဒီတန်ယုံနေအကုန်လုံးကခုနလိုနိုင်ငံမြန်မာနိုင်ငံရဲ့အခြေအနေတွေနိုင်ငံရေးရှုပ်ထွေးမှုတွေကိုလုံးဝအဆင်မပြေတော့လို့ဒါပိတ်သိမ်းလိုက်တဲ့ပုံစံပေါ့နော်အဲ့တော့စစ်ကောင်စီဟာမင်းအွန်လိုင်းပေါ့နော်မင်းအွန်လိုင်းကလက်ရှိအချိန်ထိသူအာနာလုပြီးတော့ပေါ့နော်ဒါလက်နက်အားကိုနဲ့အာနာလုပြီးတော့နိုင်ငံကိုအုပ်ချုပ်နေတဲ့အတော်အတွင်းဒီ၅နှစ်အတော်အတွင်းမှာကိုပဲနိုင်ငံကိုတည်ငြိမ်အောင်မလုပ်နိုင်ဘူးတိုးတက်အောင်မလုပ်နိုင်ဘူးဆိုပြီးတော့ ပြလိုက်တဲ့ဥပမာတွေပဲဖြစ်တယ်။ဒါကောင်းတယ်ပေါ့နော်။ကျွန်တော်ကတော့အဲ့လိုပဲမြင်တယ်။အဓိကတော့ဒီတန်ယုံတွေပိတ်လိုက်ရခြင်းရဲ့အကြောင်းရင်းတွေပါထည့်ပြီးတော့ပြောသွားတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုထင်ဟပ်စေတယ်။အဲ့ဒီဟာကလည်းဘယ်သူမှတာဝန်ရှိလဲ။ဘယ်သူကြောင့်လဲပေါ့နော်။အဓိကတော့မင်းအောင်လိုင်းကြောင့်ဖြစ်တယ်။မင်းအောင်လိုင်းအာနာယူအယူထလိုက်လို့အခုလိုအခြေအနေတွေဖြစ်တာ။တော့ဖေမနိုင်ပဲပေးခြင်းစားတယ်ပြီးရင်တည့်ရတိုင်းပဲဒီကောင်ဘာမှမလုတ်တက်ဘဲနဲ့ပေါ့နော်ဆန္ဒပြရင်ဖမ်းမယ်ဆိုတော့ပုံစံမျိုးလောက်ပဲလုတ်တက်တဲ့ကောင်ကနိုင်ငံကိုတက်ပြီးတော့အုပ်ချုပ်တာ အဲအဲ့ဒါကြောင့်မလို့အခုလိုမျိုးတွေဖြစ်တာပေါ့နော်ဒါပန်းဆိုလဲကြောက်လိုက်တာပဲပေါ့နော်အခုဂန်းဆိုရင်ကြောက်နေရပြီဒီကောင်နဲ့ဟဲ့အဲ့တော့ကျတော့ဘလိုပဲဖြစ်ဖြစ်ဒီဥစ္စာကလည်းဒါမင်းအောင်လိုင်ရဲ့ဆုပ်ယုပ်မှုတစ်ခုလိုပဲပြောရမယ်ပေါ့နော်အဲနောက်တစ်ခုနောက်ထပ်တစ်ခုကကျတော့မင်းအောင်လိုင်စစ်တက်စစ်ကောင်စီပေါ့နော်သူတို့ရဲ့စစ်သားတွေဘလောက်အောက်တန်းကြတယ်လဲရုံမှတယ်ရိုင်းတိုင်းတယ်လဲဆိုတဲ့ဟာကိုကျွန်တော်ထပ်ပြီးပြောချင်တယ်အဓိကတော့ပြည်သူပေါ်မှာရုပ်ရုပ်မှမှပုံစံကြီးနဲ့လှုပ်တာအဲ့ဒီဟာကိုကျွန်တော်ကျွန်တော်ပြောမှဖြစ်မယ်ပေါ့နော်အဓိကတော့ဒီပေါ့မြို့နယ်တွေကပြည်သူပေါ်မှာစစ်ကောင်စီရဲ့ရုံမှမှု ဲ့တော့စစ်ကောင်စီကမကွေးတိုင်းပေါင်းမြို့နယ်ထဲမှာဒါစစ်ကောင်စီကပြည်သူ၄ဦးကိုဖမ်းဆီးတယ်ဖမ်းဆီးပြီးတော့ဘာလုပ်လဲဆိုတော့သူကစစ်စင်းမင်းမျက်နှာကြီးလှုပ်တယ်ပြည်ရနဲ့လက်ချောင်းနေရွက်တွေကိုဖျက်တောက်ခဲ့တာဗောနော်အဲ့ဖြစ်စဉ်ဖြစ်ခဲ့တာအဲ့ဖြစ်စဉ်ကိုသတင်းတက်လာတာဗောနော်အဲ့တော့နိုဝင်ဘာလအတွင်းမှာဒါပေါ့မြို့နယ်ကိုကာပါစာ24ကထွက်လာတဲ့စစ်ကြောင်းကာပါစာတွေတောက်ရန်တုတ်ကပေးတယ်နော်အဲ့ကောင်နေတကယ်တအားတုတ်ကပေးတဲ့ကောင်နေအဲအဲ့လိုမျိုးဒါကာပါစာ24ကနေထွက်လာတဲ့စစ်ကြောင်းကပေါ့မြို့နယ်အနောက်တောင်ဘက်က အဲတဲပင်ရွာနဲ့ဒါမကြီးကြီးရောမကြီးကုန်းရွာကိုဝင်ပြီးတော့စီးနင်းတယ်ပေါ့နော်အဲ့ဒီမှာဒါတဲပင်ရွာကအသက်20အရွယ်ဖြိုးဝေစောအသက်20အရွယ်ခိုင်လင်းအောင်အသက်18နှစ်အရွယ်မင်းခန့်စောနဲ့ဒါမကြီးကုန်းရွာကအသက်25နှစ်အရွယ်ပြည်စုံဝင်းတို့ကိုဖမ်းဆီးခဲ့တယ်ရွာရဲ့ယောက်ျားသားတွေကြီးပဲပြီးရင်လူငယ်တွေကြီးပဲပေါ့နော်25နှစ်မကျော်တဲ့လူငယ်တွေကြီးပဲ18နှစ်တောင်ပါသေးတယ်ပေါ့နော်ဒါဒါလုံးဝဒါအသက်ပြည့်ကစားပဲရှိသေးတဲ့အနေထား အဲအဲ့လိုမျိုးလူငယ်၄ယောက်ကိုဖမ်းဆီးပြီးတော့ခုနလိုရဲဆက်ဆက်လုပ်ရတဲ့ကိုလုပ်ခဲ့တာပါနော်အဲ့လိုမျိုးဖမ်းဆီးပြီးတာနဲ့အဲ့ပြည်သူ၄ဦးကိုစစ်ဆေးတယ်မေးတယ်၃ဦးကိုမလုပ်တယ်ဆိုတော့လက်ညိုးတွေကိုတစ်တုံးပေါ်တင်ပြီးတော့လက်ညိုးတွေကိုဓားနဲ့ခုတ်ထက်တော့ပြစ်တယ်ပါနော်တော်တော်လေးမရိုင်းဆုပ်ပဲ့တယ်အဲ့မှာပုံနေပါပါတယ်ဗျာတက်လာတဲ့သတင်းတွေရကြည့်ကြည့်လိုက်ဒီသူတို့ကိုဖြတ်ထားတဲ့လက်ညိုးလေးတွေကိုပြထားရင်နာစရာကြီးဗျာရှစ်ကောင်စီမရိုင်းဆုပ်ပဲ့တာကိုပြောပြပါနော် နောက်ထပ်ပြည်သူတအူးကိုကြတော့တဲ့မင်းမြန်းနေစင်မှာ စကားထစ်လို့ဆိုပြီးတော့နေရွက်ဖြတ်ပြတယ်တကယ်ဘလောက်တောင်မှအောက်တန်းကြတယ်လဲရုပ်မာတယ်လဲဆိုရကောင်းတယ်ဗောနော်အဲ့တော့ဒီဥစ္စာတွေကတကယ်ဖြစ်ပြနေတာပါမြေပြင်မှာတကယ်ကြုံနေရတဲ့ပြည်သူတွေရဲ့အခက်အခဲတွေဖြစ်တယ်အဲ့လူငယ်တွေဗောနော် ပြီးရင်လူငယ်တွေကိုအဲ့လိုပုံစံမျိုးတွေလောက်တာဗောနော်လက်ညှိုးတွေကိုဖြတ်ပြတယ်နေရွက်တွေဖြတ်ပြတယ်ဗျာတော်တော်မိုက်ရိုင်းဆုပ်ပွဲတယ်ကောင်းတယ်ဗောနော်အဲ့လိုပုံစံမျိုးလောက်စရာအကြောင်းကိုမရှိတာဒါလားကျွန်တော် ပြောချင်တာဒါနိုင်ငံကိုကာကွယ်မယ်ဆိုတဲ့စစ်တပ် ဒါနပြည်သူကိုကာကွယ်မဲ့စစ်တပ်ကဒီလူငယ်တွေကသူတို့ကိုဘာလဲလို့သူတို့ဖမ်းဆီးလာလို့ဒီလိုဖမ်းဆီးခံရတာပြီးရင်အဲ့လူငယ်တွေကိုဘာလုပ်တယ်လဲဆိုတော့ရှေ့ကနေပြီးတော့စစ်ကြောင်းသွားတဲ့လမ်းတစ်လျှောက်လုံးမှာရှေ့ကနေလူသားတိုင်းပုံစံလှုပ်တာလေကဲလူသားတိုင်းပုံစံလှုပ်တာအာလက်တွေခုနကလိုနရွက်တွေလည်းဖျက်ပစ်သေးတယ်အဲဒါစစ်ကြောင်းသွားတဲ့အချိန်မှာလည်းလူသားတိုင်းပုံစံလှုပ်သေးတယ်ပေါ့နော်အဲ့တော့ရှေ့ဆုံးကနေပြီးတော့လူသားတိုင်းပုံစံအတုံးချခဲ့ပြီးတော့နိုဝင်ဘာ29ရက်နေ့မှာစစ်ကောင်စီစစ်ကြောင်းကငဖောင်ကန်ကျေးရွာရောက်တဲ့အချိန်မှာအဲ့ပြည်သူလေးဦးကိုပြန်လွတ်ပေးတာတော်သေးတယ်တကယ်အသက် မဆုံးရှုံးခဲ့လို့ပေါ့နော်ဒါဟာလဲလွတ်မြောက်ခဲ့လို့ဒီအကြောင်းတွေကိုသိရတာအသက်ရှင်ရဲ့နဲ့လွတ်မြောက်ခဲ့လို့ဒီအကြောင်းတွေကိုသိရစစ်ကောင်စီရဲ့လက်ထဲမှာအသက်တေဆုံးသွားရတဲ့သူတွေဘလောက်များနေပြီလဲပေါ့နော်အခုလိုမျိုးရွေးဝံမှာမမတ်ရန်လုပ်ရတဲ့အကြောင်းမလို့လွတ်လွတ်ဆိုပဲတက်ဖြတ်မှုတွေအကြောင်းမလို့အသက်တေဆုံးသွားရတဲ့ပြည်သူတွေဘလောက်တောင်မှများနေပြီလဲဒါကျွန်တော်မသိနိုင်ဘူးတကယ်လုံးဝဒါစည်ရင်စည်ရတဲ့အရာတက်လာတဲ့သတင်းတွေဆိုတာကဒါစည်ရင်ရလာလို့ဒါတက်လာတာပေါ့နော်အဲ့လိုမျိုးမသိလိုက်တဲ့ဖြစ်စဉ်တွေကအများကြီးရှိအောင်ပါ စစ်ကောင်စီလူမှုဆန်တဲ့လောက်ရက်လေပေါ့နော်အဲ့တော့အဲဒါတာဝန်ရှိသူကလည်းပြောတယ်ဒါမကွေးပကပတာဝန်ရှိသူကပြောတယ်ဒါတော်တော်ဆိုးဆိုးဝါးတွေပေါ့နော်သူပြောသွားတဲ့အထက်မှာအဲ့ဒါဘာလဲဆိုတော့စစ်ကောင်စီစစ်ကြောင်းကအင်အား200လောက်ပါတယ်စစ်ကွေးတွေကကြေးရွာတွေနေနေကိုမိရှို့တယ်ပြည်သူတွေကိုတတ်ဖြတ်တယ်မရင်းကျင်တတ်ဖြတ်တယ်တဲ့အဖိုးတံပစ္စည်းတွေအများပြားကိုခိုးယူတယ်ပေါ့နော်ကျူးလွန်ခဲ့တာတွေကတော့ဒါစစ်ကြောင်းထိုးတဲ့နေရာတလျှောက်လုံးကိုသူတို့ကျူးလွန်ခဲ့တာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးပြောခဲ့တာပေါ့နော်အဲ့တော့ပြည်သူ16ဦးကိုမရင်းကျက်တပ်ဖြတ်ခဲ့တယ်တဲ့ကြေးရွာ10ခုနဲ့စစ်ချောင်း စခန်းတစ်ခုကိုမိရှုဖြစ်စည်းခဲ့တယ်။အဲ့တော့နိုင်ငံတစ်ခုမှစစ်တပ်မရှိမဖြစ်ဘူးဆိုပြီးတော့ကြွေးကြော်နေတဲ့ကောင်းနေပြီးရင်ဒီစစ်တပ်ကပြည်သူကိုကာကွယ်ရမယ်ဆိုပြီးတော့အော်ဟစ်နေတဲ့ကောင်းနေအဲ့ကောင်းနေရဲ့လုပ်ရက်တွေကိုခုကြည့်ကြည့်လိုက်အောင်ဟာမမတ်ရရင်ဆုံဆုံပဲပဲပေါ့နော်မေးမြန်းတဲ့အချိန်မှာစကားထစ်လို့ဆိုပြီးတော့နရွက်ဖြတ်တယ်ဆိုတာကြီးတော်တော်ကြီးကိုမရိုင်းတာတော်တော်ကြီးဆုံပဲတာအဲ့ကောင်းနေအခုနေတူတဲ့အကျိုးတွေပြန်ခံစားရအောင်ပါအခုလည်းခံစားနေရတယ်ပေါ့နော်အချို့ဝစ်တွေကတော့လေအောင်လှည့်ပေးရတယ်အဲဒါကြောင့်မလို့တပ်ဖွဲ့တွေကလေအောင်လှည့်ဖို့အတွက်စူးစမ်းနေတဲ့တပ်ဖွဲ့တွေကိုလည်း တန်းတန်းလောက်ကူညီပြီးတော့ပံ့ပိုးကြစေချင်တယ်ဗောနော်အတိကတော့စစ်ကောင်စီရဲ့လုပ်ရက်တွေကလက်ခံနိုင်စရာတကွမှမရှိဘူးပြည်သူကအခုလိုမျိုးဗောနော်ဒါတိရိစ္ဆာန်လိုမျိုးသဘောထားပြီးတော့လှုပ်ချင်တယ်လို့လုပ်နေတဲ့ဟာတွေကတော်တော်လေးကိုယွန်စရာကောင်းလာတယ်ဗောနော်အဲ့တော့အဲ့လိုကောင်မျိုးတွေမရှိဘူးလို့လေအဲ့လိုစနစ်တွေပျောက်ွယ်သွားဖို့လိုတယ်ဒီစစ်တပ်ကိုခုတုံးလှုပ်ပြီးတော့ဒါအုံချနေတဲ့အာဏာရှင်တွေပျောက်ွယ်သွားဖို့လိုတယ်အဲ့အတွက်ကိုစူးစမ်းနေကြတဲ့တပ်ဖွဲ့တွေကိုလည်းတန်းတန်းလောက်ကူညီပေးကြဖို့လိုတယ်ဒီကောင်တွေအခုလိုမျိုးလုံနိုင်နေတယ်ဆိုတဲ့ဟာက လုံလို့ရတဲ့သူကိုလှုပ်တာလုံလို့မရတဲ့သူကြရင်မလှုပ်ရဲဘူးတကယ်ဒေါ်လိုင်းတက်ဖွဲ့တွေအခုလက်နက်တွေခဲရန်နေရှိလာတယ်ဒီကောင်တွေမလှုပ်ရဲဘူးမလှုပ်ရဲလို့လေသူတို့စီကနေပြီးတော့စစ်ကြောင်းတွေထိုးခိုင်းมาပြီဆိုတဲ့အချိန်မှာအဲ့စစ်ကြောင်းတွေကတက်တီတွေကိုအမြဲတမ်းလိန်ညာပြီးတော့တရင်ပို့ရတာရှိတယ်ဘာကြောင့်လဲဆိုတော့စစ်ကြောင်းမထိုးရဲဘူးဆိုတဲ့ကိုကကြောက်လို့ဘာလို့ကြောက်တာလဲဒေါ်လိုင်းတက်ဖွဲ့တွေစီမှာလက်နက်ခဲရန်နေရှိတယ် ပြန်ပြီးတော့သူတို့ကိုတိုက်ခိုက်နိုင်တဲ့ခါကျရင်သူတို့သေဆုံးနိုင်ခြင်းရှိတယ်။သေရမှကြောက်တဲ့အတွက်စစ်ကြောင်းမထိုးရဲဘူး။စစ်ကြောင်းမထိုးရဲတော့သွားခိုင်းတဲ့နေရာတွေကိုဒါမြေပုံညွန့်တွေရှောက်ပေးပြီးတော့ဒါခုနလိုမျိုးဒါလိမ်လည်ပြီးတော့တင်နေရတယ်။တက်တီတက်လှုပ်တွေလိမ်လည်ပြီးတော့တင်နေရတာဖြစ်တယ်။အဲဒါကြောင့်မလို့ဒါလက်နက်မရှိတဲ့ပြည်သူကိုပဲအခုလိုမျိုးမဲပြီးတော့မမှန်ရင်ဆုတ်ဆုတ်ပဲပဲနဲ့အနိုင်ကျင့်နေတာဖြစ်တယ်။အဲဒါကြောင့်လက်နက်ရှိပါတယ်ဆိုတော့ဒေါ်လိုင်းတက်ဖွဲ့တွေ၊ BDF တက်ဖွဲ့တွေပို့ပြီးတော့တောင်းတင်းလာတယ်ဆိုရင်အကောင့်နဲ့အဲ့လိုမလုပ်ရဲစီအောင် အားကြောင့်မလို့တက်နိုင်တယ်လို့ဝိုင်းပြီးတော့ကုညီပေးကြစေချင်တယ်ပေါ့နော်နောက်တစ်ခုကတော့နာမည်ကြီးနေတဲ့ဒါနဲ့ရေကန်ကဘာလုံးပြတ်စကန်းကဘာလုံးပြတ်စကန်းကိုလေချောင်းကနေပို့တဲ့လက်နက်ခဲယမ်းတွေအဲ့ဒီလက်နက်ခဲယမ်းတွေရိတ်ခါတွေကိုအခါတတော်အေကရရှိတယ်ပေါ့နော်ရရှိတယ်ဘလို့ရရှိလဲဆိုတော့စစ်ကောင်စီကမြေပြင်ကနေပြီးတော့စစ်ကူပို့လို့မရတော့ဘူးစစ်ကူစစ်ကြောင်းတွေလွတ်လို့မရတော့ဘူးဘာကြောင့်မလွတ်လို့မရလဲဆိုတော့ဒီပစီတို့ဂုံကြီးတို့ဒီနေရာမျိုးတွေမှာလုံးဝတော်လိုင်းတပ်ဖွဲ့တွေကပိတ်ဆို့ပြီးတော့ဖျက်တောက်ပြီးတော့တိုက်ခိုက်ထားတာစစ်ကောင်စီကပို့မလောက်စစ်ကြောင်းတွေဖြစ်နေတာ အဲ့လိုဖြစ်နေတဲ့အတွက်ဒါဟိုပေါ်မှာရှိတဲ့ပိတ်မိနေတဲ့ဒါစစ်ကောင်စီခွေးသားလေးတွေပေါ့နော်အဲ့ကောင်နေကိုလေချောင်းကနေပြီးတော့ဒါလက်နက်ခဲရန်နေရိတ်ခါတွေပို့ပေးနေရတာဖြစ်တယ်တော်တော်ကိုခက်ခဲနေတဲ့ပုံစံမျိုးမြင်ရတယ်။ဘာကြောင့်လဲဆိုတော့ဒီရပိုင်းထဲမှာကိုပဲသူတို့ကိုရိတ်ခါတွေပို့ပေးနေတဲ့ဟာကတောက်လျှောက်ဖြစ်လာတယ်။လက်နက်ခဲရန်ပို့ပေးတာတွေကတောက်လျှောက်ပို့နေရတာတွေ့ရတယ်။အဲ့လိုမျိုးပို့တဲ့ဟာတွေကသူတို့စီကိုလုံးဝအပြည့်အဝမရောက်ဘူး။ တကယ်လို့အိုက်တဲ့ကိုကြားတယ်ဆိုရင်တော့မှပဲဒါအာခတ်တော်အေကလက်နဲ့ကြီးအစွမ်းနဲ့လှန့်လန့်ပြီးတော့ပြစ်နေလို့ထိခိုက်တံရရတဲ့ကောင်တွေကိုအများကြီးဖြစ်နေတာပေါ့နော်အခုလည်းအဲ့လိုပုံစံမျိုးနဲ့ပဲရောက်ရောက်မရောက်ရောက်ပို့ပေးရမယ်ကွာဆိုပြီးတော့ပို့ပေးတယ်ဘာကြောင့်လဲအောက်မှာလိုနေပြီလေပိတ်မိနေတာလေသမင်းတော်မှာဓာလီစားနေရပြီလေမင်းတတုံးကတတုံးလုံနေရပြီလေအဲ့လိုအနေထားဖြစ်တဲ့အတွက်အပေါ်ကနေပြီးတော့ဒါဝိုင်းတွဲတို့ဝိုင်းအိတို့ ਨੇ ပို့ပေးခဲ့တာပေါ့နော်အဲ့တော့ဒီဇင်ဘာ3ရက်နေ့မှာဝိုင်းတွဲဝိုင်းအိ ਨੇ ပို့ပေးခဲ့တယ်ဒါပေမဲ့လည်း အာခတ်တော်အေနဲ့ပူပေါင်းတပ်ဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့ဖျက်တောက်ထားတာဖြစ်တဲ့အတွက်သူတို့တွေပို့ပေးတဲ့ဟာတွေကအာခတ်တော်အေစီကိုရရှိခဲ့တယ်ရောက်ရှိခဲ့တယ်ဆိုပြီးတော့သိရတယ်ဗောနော်ဒါလည်းအားရစရာကောင်းတာပဲစစ်ကောင်စီဘက်ကကောင်းနေငတ်ပြတ်ပြီးတော့ဗောနော်အထဲထဲမှာအခုဆိုရင်ဘလောက်တော်မှတည်ရင်တော့နန်းနေမလဲမသိဘူးတကယ်သူတို့သူတို့အထသူတို့အစာရင်လေးတယ်ဗောနော်အခုချိန်မှာလက်နှချညံ့ခံလိုက်သူတို့အသက်ရှင်ပါမယ်ဓမိနောင်စားရအောင်ပါအခုတော့အဲ့လိုမဟုတ်ဘဲနဲ့ဒါပထွေးအတွက်ကိုအသက်သေးပေးမယ်ဆိုပြီးတော့တောင်းခံနေတာမကြောက်ဘူးသေတော့မှာဒီကောင်လေး ဲ့တော့စားနပ်ရိက္ခာနဲ့လက်နက်ခဲယံပစ္စည်းတို့တွေရတာရှိပါတယ်တဲ့လေချောင်းကနေချပြီးတဲ့အထုပ်တွေကိုရတာပါတဲ့သူတို့ကမြေပြင်ကနေပြီးတော့စစ်ကူလက်နက်ခဲယံရိက္ခာမပို့နိုင်တော့တာကြောင့်မလို့လေချောင်းကနေပို့တာပါပေါ့နော်အဲ့တော့ဗျူဟာကုန်းတစ်လျှောက်လုံးကိုကျွန်တော်တို့ပူပေါင်းတပ်ဖွဲ့တွေနဲ့အေကဝိုင်းဝန်းပိတ်ဆို့ထားတာဖြစ်တဲ့အတွက်လာပို့တဲ့လက်နက်ခဲယံရိက္ခာတွေကကျွန်တော်တို့စီကိုရောက်တာပုံများပါတယ်တဲ့အဲ့တော့အားရစရာပဲပေါ့နော်ဒီလိုမျိုးဝိုင်းဝန်းပိတ်ဆို့ထားလိုက်နိုင်တဲ့အပြင်ကမှစစ်ကောင်စီဘက်ကအခုဆိုရင် ဒီအောက်ကကောင်တွေကအဲ့လာပို့တဲ့ဒီလေမှုတွေကိုစဲနေမှာသိရတကယ်ဘာကြောင့်လဲဆိုတော့သူတို့ကလိုအပ်တာလက်နက်ခဲယံ AA နဲ့တော်လိုင်းတပ်ဖွဲ့တွေကိုတိုက်ဖို့အတွက်လိုအပ်တာအဲ့လက်နက်ခဲယံရိတ်ခါအထဲထဲမှာမသိုံတမဲစားရဖို့အတွက်လိုအပ်တာအဲ့တော့ဒီစစ်လက်နက်ခဲယံပစ္စည်းရိတ်ခါဆိုတဲ့ဟာသူတို့အတွက်အသက်အမြတ်အရေးကြီးတယ်ဒါလက်နက်ခဲယံဆိုလဲတော်လိုင်းတပ်ဖွဲ့တွေကိုတိုက်ဖို့ရိတ်ခါဆိုလဲသူတို့စားဖို့ပေါ့နော်ဒါပေမဲ့အဲ့ခါတွေကလာချပေးတိုင်းမှာသူတို့တိုက်မယ်ဆိုလဲတပ်ဖွဲ့တွေစီကိုရောက်သွားတာ အဲ့တော့ရိတ်ခါဆိုလဲတပ်ဖွဲ့တွေစကိုရောက်တယ်ဒီကောင်တွေငတ်ရောပြီးရင်လက်နက်ခဲရန်သူတို့စီမှာလိုလို့တောင်းပါလဲဆိုနေမှာအခုသူတို့ကိုတိုက်မယ်တပ်ဖွဲ့တွေစီကိုဒါစစ်ကောင်စီကပို့ပေးနေတဲ့အတိုင်းပဲအဲ့တော့လင်မှုတွေကဖေးရဲစီဖြစ်မှာအကောင်တွေပေါ့ဒီကောင်တွေကတားဆောက်လို့ရှုပ်တာပဲငါတို့ခဏခဏပြန်ပြီးတော့ပို့ပေးနေရတယ်အဲ့တော့မြ мян စမုံတုံးသွားရင်အေးတာပဲကွာပေါ့အဲ့တော့သူတို့ကိုတိုက်မယ်အဖွဲ့တွေပဲပေးပလိုက်တော့မယ်ဆိုပြီးတော့မြန်လုံနေလားမသိဘူးတကယ်အကောင်တွေ ဖျက်သေးဖြစ်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့အာကတက်တော်နဲ့ဒါပူပေါင်းတက်ဖွဲ့လေးစီကိုရောက်ရှိတာပုံများတယ်ပေါ့နော်အဲ့တော့မြေနဲ့ရေကန်ကဘာလုံးပြက် view ကုန်းပေါ့နော်အဲ့စကန်မှာတော့ဒါသူကခမောက်တောင်ဆိုတဲ့စကန်တကုန်းတစ်ခုပဲကြံတော့တယ်ဒီစကန်ကုန်းတစ်ခုကိုတော့ဒါထိမ့်ပိုက်နိုင်ပြီဆိုရင်ထိမ့်ချုံနိုင်ပြီဆိုရင်အားလုံးပြီးအကုန်လုံးပြီးဆုံးသွားမယ်ပုံစံမျိုးဖြစ်သွားပြီပေါ့နော်အဲ့တော့အဲ့ပုံမှာတော့အင်အား300ခန့်တက်ဆွဲထားတယ်ဆိုပြီးတော့သိရတယ်ဒီခမောက်တောင်စကန်တစ်ခုပဲကြံပါတော့တယ်တဲ့အဲ့အဲ့ဒါကိုရရင်တော့ဒါ view ကုန်းကိုအပြည့်အဝထိမ့်ချုံနိုင်ပါပြီ အဲ့ဒီစကမ်းမှာအင်အား300ဝန်းကျင်လောက်ကျန်သေးတယ်ဆိုပြီးတော့သိရပါတယ်တဲ့သူတို့ကတော့ဒါအညံ့ခံမှုအတွက် AA နဲ့ပူပေါင်းတက်တွေကတိုက်တွန်းထားတာရှိတယ်တိုက်တွန်းထားတာပေါ့နော်ဒါပေမဲ့လည်းဒီကောင်းနေလွယ်လွယ်နဲ့တော့အညံ့ခံမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့အကြီးပိုင်းတွေကဆိုအိုက်ထဲမှာပါတယ်အကောင်တွေကသူတို့ရဲ့ပိုင်ဆိုင်မှုဆိုတာကသူတို့အဲ့တက်မှမှုအဆင့်ထိရောက်သွားပြီဆိုတဲ့ခါကျရင်သူတို့ရဲ့ပိုင်ဆိုင်မှုကမနေမနှောကြီးတကယ်မနေမနှောကြီးဗျူဟာမှုအဆင့်အောင်မှပဲသူကမနေမနှောပိုင်ဆိုင်ကြတာဒီပြောရရင်ဗျမတန့်ရှင်းတဲ့ငွေတွေပေါ့နော်မတန့်ရှင်းတဲ့ကြောကချမ်းသာမှုတွေသူတို့စီမှာရှိကြတယ် အဲ့ကြဒီဟာတွေကိုသူတို့ဆွန့်လွန့်အောင်မဆိုးတဲ့အတွက်အခုလိုမျိုးလွယ်လွယ်နဲ့တော့လက်နက်ချအညံ့ခံမှာမဟုတ်ဘူးပြီးတော့ဒါစစ်ကောင်စီဘက်မှာရိုက်သွင်းထားတဲ့ဒီ brain wash တွေကအဲ့လိုအကြီးပိုင်းဆိုတဲ့ကောင်တွေကပို့ပြီးတော့ရိုက်သွင်းတာဖြစ်တဲ့အတွက်သူတို့ကိုယ်တိုင်ကစားဒီဟာတွေကိုဒါသူတို့ကဒါဆွန့်လွန့်ဖို့အတွက်သူတို့တို့ခက်ခဲတယ်ပေါ့နော်ဒါကြောင့်မလို့လွယ်လွယ်ကူကူနဲ့တော့ဒီကောင်တွေလက်နက်ချမှာတော့မဟုတ်ဘူးဒါပေမဲ့လည်းတဲ့ဒါနှစ်မကုန်ခင်တော့ဒီနှစ်မကုန်ခင်တော့ပေါ့နော်အေနဲ့ပူပေါင်းတက်တွေကအပြစ်သက်ထိုးစစ်ဆင်လာနိုင်တယ်ဆိုပြီးတော့လည်း စေးရင်နဲ့နှိစက်တဲ့သူတွေကဒါပြောဆိုကြတာရှိတယ်ပေါ့နော်အဲ့တော့ဒီနှစ်မကုန်ခင်ဆိုရင်တော့ရက်ကကတ် ကတ်လာပြီပေါ့ဗျာပြောရမယ်ဆိုရင်အဲ့တော့ဒီဥစ္စာကိုလည်းအဲ့ဒီကဘာလုံးပြတ်စကမ်းမှာရှိတဲ့ကောင်တွေကိုလည်းသိစေချင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့မင်းတို့အဝီစီးရောက်မဲ့ရက်ကတဖြည်းဖြည်းနဲ့နီးလာပြီအဲ့တော့အဲ့မတိုင်ခင်မှာဒါဒွန်လိုင်းပူပေါင်းအဖွဲ့ရင်နဲ့အာကတ်တော်အေကဒါသူတို့ကိုပေါ့နော် ဒါအညံ့ခံမှုပြောထားတဲ့အတိုင်းပဲသူတို့နားထောင်မယ်ဆိုရင်တော့အသက်ရှင်တန်ခွင့်ရလိမ့်မယ်ပေါ့နော်အဲ့လိုမှမဟုတ်ရင်တော့မင်းတို့ရဲ့ပထွေးကအခုလိုမျိုးလေရင်နဲ့တော်လိုင်းတက်ဖွဲ့တွေစီကိုလာလာပို့နေတာတွေကမင်းတို့ကိုတက်ဖို့အတွက်ဆိုတဲ့ဟာကိုမင်းတို့သိဖို့လိုတယ်ပေါ့နော်အခုကြည့်လာတကယ်ဖျဲသည်တကယ်ဖျဲသည်အစ်က်တော်လိုင်းတက်ဖွဲ့တွေစီကိုလာပို့တယ်အဲ့လက်တက်နေတယ်မင်းတို့ပြင်းခံရမှာအဲ့တော့ရင်နာစရာကြီးပေါ့နော်အဲ့ကြောင့်မလို့အဲ့လိုမဖြစ်ဖို့အတွက်ကိုအညံ့ခံမှာပူပေါင်းမှာလက်နက်ချပါအလင်းဝင်ပါပေါ့နော် ဲ့ဒါကပဲမင်းတို့အတွက်အကောင်းဆုံးဒါရွေးချယ်မှုတစ်ခုဖြစ်လိမ့်မှာပေါ့နော်အဲကြောင့်ဘလို့ပဲဖြစ်ဖြစ်သတင်းတွေကအရန်ကောင်းပါတယ်ဒါဒီကြားထဲမှာလည်းအပြောင်းလဲတွေအများကြီးဖြစ်နိုင်ခြေရှိတယ်အဲပြီးတော့ကြတော့ဒါစစ်ကောင်စီအနေနဲ့ဆိုရင်အခုဆိုအချက်ရိုက်နေတဲ့ကာလရောက်နေတယ်လို့ပြောရမှာပေါ့နော်အဲပြောချင်တာကတော့သူ့အနေနဲ့ဒါတရားဝင်ပုံစံမျိုးဖြစ်ဖို့အတွက်လုပ်နေတာတွေရှိတယ် အဲတခြားနိုင်ငံတွေကဒါအကြီးပိုင်းတွေကစဖိတ်ပြီးတော့ခေါင်းဆောင်ပိုင်းတွေကစဖိတ်ပြီးတော့သူတို့ရွေးကောက်ပွဲကိုလာပြီးတော့စောင့်ကြည့်စေချင်တာမျိုးတွေကစသူတို့လုံမန်းနေရတာတွေရှိတယ်။အဲဒီရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လို့လုံနေရရှိအခုဆိုရင်အလေတန်းနဲ့အထက်တန်းចောင်းသားတွေကိုចောင်းသူចောင်းသားတွေကိုအဲရွေးကောက်ပွဲမဲပေးခိုင်းနေတယ်။ကဲကြည့်အဲ့ဒါအသက်မှာမပြည့်သေးတာ။အဲ့အဲ့ကလေးတွေကကဲအသက်မပြည့်သေးဘူး။ဒါတောင်မှပဲအဲ့လိုပုံစံမျိုးတွေလုံနေရတယ်ဆိုတော့သူတို့ကတော်တော်လေးတော့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့အားဆိုင်နေတဲ့ပုံစံမျိုးရှိတယ်။အဲဒါပေမဲ့လည်းတစ်ဖက်မှာလည်းပေါ့နော်ဒီကြားပြန်ကိစ္စတွေ အွန်လိုင်းလိမ်လည်မှုကိစ္စတွေဒီဥစ္စာတွေကမင်းအွန်လိုင်းနဲ့ဒါမင်းအွန်လိုင်းစစ်တပ်ကဆက်ဆက်နေပါတယ်ဆိုပြီးတော့အမေရိကန်ကထုတ်ပြန်လာတယ်ဗောနော်အဓိကတော့ဒီကြားဖြန်လုပ်ငန်းတွေကိုသူတို့ကကာကွယ်ပေးထားတယ်လစ်လျူရှုထားတယ်ကုညီနေတယ်ပြီးရင်ဒီကနေပြီးတော့အကျိုးမြတ်တွေရယူနေတယ်ဆိုတဲ့အကြောင်းတတ်မှတ်လိုက်တယ်အဲဒါကြတော့အဲဥစ္စာနဲ့ပတ်သက်လို့လည်းသူ့အတွက်ခေါင်းခဲစရာဖြစ်နေတယ်ပြီးတော့သူလုံးဝလွယ်လွယ်ကူကူနဲ့ဒါဆုံးရှုံးနေမြေတွေကိုတိမ့်ပိုက်လို့ရမယ်ထင်တဲ့အညာအညာအဲ့အညာကိုသူဥတီပြီးတော့ပြတ်မှတ်ထားပြီးတော့စစ်ကြောင်းတွေထိုးဖိအားပေးနေတာရှိတယ် ဒါပေမဲ့လည်းသူတွေးထင်သားလို့မဟုတ်ဘဲနဲ့အညာကတက်ဖွဲ့တွေကလက်စွမ်းနေပြနေတဲ့ခါကျတော့သူ့ရဲ့စစ်ကြောင်းတွေတကြောင်းမီကြောင်းပြုတ်နေတာ ။အဲအဲ့လိုအနေထားဖြစ်နေတဲ့တွင်စစ်ကောင်စီအနေနဲ့ကတော့တော်တော်လေးအကြက်ရိုက်နေတဲ့အနေထားဖြစ်နေတယ်။အဲ့တော့ဒီအချိန်ဒီမှာကျွန်တော်အားလုံးဝိုင်းပြီးတော့တွန်းကြဖို့လိုတယ်။ဒေါ်လိုင်းတက်ဖွဲ့တွေကိုတက်နိုင်တဲ့နေရာကနေပံ့ပိုးပေးကြဖို့လိုတယ်။နောက်တစ်ခုကဒီဒေါ်လိုင်းတက်ဖွဲ့တွေအနေနဲ့လဲပေါ့နော်။ဒါလူထုပေါ်မှာလုံးဝသစ္စာမဖောက်ဖဲနဲ့ပေါ့နော်။လူထုရဲ့အကျိုးကိုအမြဲတမ်းကြည့်နေဖို့လိုတယ်။မပြောင်းလဲပဲနဲ့ဖောက်လဲဖောက်ပြန်မလုပ်ဖဲနဲ့ပေါ့နော်။ဒေါ်လိုင်းအောင်မြင်ဖို့အတွက်စစ်အနိုင်တိုက်ရေးအတွက်ကိုပဲပို့ပြီးတော့အာယုံစိုက်စီခြင်းနဲ့လူထုကလည်းခက်ခဲပင်ပန်းနေတာတွေရှိလာပြီပေါ့နော်။ ်အဓိကတော့ကျွန်တော်တော်လန်ပြည်သူတွေကတကယ့်ကိုတာဝန်ကျေခဲ့ကြပါတယ်ကျေနေကြတော့မှာပဲအားကြောင့်မလို့ဒါလူထုရဲ့ခွန်အားတွေနဲ့ပေါ့နော်ဒီတော်လန်ရေးအောင်မြင်အောင်ရှေ့ဆက်နိုင်ဖို့အတွက်ကိုကျွန်တော်တက်နိုင်တဲ့နေရာတွေကနေပါဝင်ပေးကြပါလို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်